KNP နဲ့ကော့ကလဲမြို့မြောက်ပိုင်းထီဖူးဆန်မိဖလဲကျွာလာပိုင်းမှာဒေါနာတအောင်ဘူတဲလန်ပိုင်းကိုထိတ်ချုပ်ဖို့တင်လာတဲ့ဆေးအုပ်စုစစ်ကြောင်းကိုနွေဘာလ9ရက်နေ့မနေ့က KNL ပူပေါကလိုထူဝါပြူဟာစစ်ကြောင်းကဖြတ်တောင်းတိုက်ခိုက်ခဲ့လို့ဆေးအုပ်စုဖက်ကအထူးကြောက်ဆုံများပြီးတက်လန်ပြတ်ဆိုရတယ်လို့ KNL မမိတ်တပ်ဖွဲ့စစ်ကြောင်းတော်ဝရှိသူကပြောပါတယ်မနေ့ပိုင်းတိုက်ပွဲထမ်းမှာစစ်တပ်ဆုတ်ခွာထွက်ပြေးသွားတဲ့နေရာတွေကို KNL မမိတ်တပ်ဖွဲ့တွေနိုင်မြေရှိလက်ရမှာတော့စစ်တပ်ကတိစုပ်ကြက်ကတဲ့အလောင်းဆန်လောက်ဝကျင်နဲ့စစ်တင်နံပါဝင်တင်နံကလည်းကြီးဆိုင်များသိရှိရမိတယ်လို့သိရပါတယ်။ဖြူပူဇံနဲ့မိဘတွေကြားကကြမောက်ချင်ပေါ့။ဒီနေ့လည်းမနက်ကပြစ်ကြတော့ကြားတယ်။ပြစ်ပြီးတော့စင်နာရီကွဲ၁၇နာရီလောက်မှာနေရာရှင်းလင်းရေးတော့တော်လို့ကြားတယ်။တနက်ငါးလည်းရရတယ်။ရန်သူအလောင်းကအနည်းဆုံး၁၀လောင်းဝန်းကျင်လောက်တော့ရှိတယ်။ ခုလိုကျပ်ပစ်စစ်တပ်ကအထင်းနာကြောက်ဆုံများနေတဲ့ဒီပူဆန်းနောက်ကိုင်းမိဖွာလဲလမ်းပိုင်းကိုဖအံတမ်းမနေနေကနေကျောက်တို့မျိုးဖိတ်ကိုစစ်ကူနဲ့လက်နဲ့ခံရတွေနေတိုင်းပို့ဆောင်နေပြီးကျောက်တို့ခလာရ905 946တက်ကအစစ်သားတင်များပြင် DKBA ဘူပိတပ်ဖွဲ့ဝင်များပူပေါင်း AR 150ခန်းထပ်မံပြီးဒီပူဆန်းရွာဖိတ်ကိုစစ်ကူပို့ဆောင်လာနေတယ်လို့သိရပါတယ်။ရှေ့တန်းမှာလဲစစ်တပ် DKB BGF တွေတနေ့ဟို658လောင်းဆယ်လောင်းကတော့ကြတယ်။အာကြလဲစက်တက်တာပဲ။ စစ်ကူကဂျုံတို့ဘက်ကနေပို့တာဆိုတော့တိုက်ပွဲလုံးဝမရက်ဘူးကိုဘက်ကတော့အထီးကိန်းနေနေတော့ရှိတယ်အဲဒီစစ်သားတွေ DB တွေ PGF တွေဘက်ကထိတဲ့ကောင်းတွေကတော့တောင်ကလေးစေုံဘက်ကိုပြန်ပြီးတက်ပို့တယ်ပေါ့နိုဝင်ဘာလရှိရင်နေ့မနေ့ပိုင်းမှာတော့ကျုပ်တို့မြတ်ဗရန်လမ်းကြောင်းကနေ DKBA ဘူပီအဖွဲ့နဲ့ကြဖက်စစ်တပ်အစစ်ကူအရာတရားဝေကြီးလောက်ကကွေးမော်တိုင်းမိပါလဲတီပိုးဆက်ရွာပြဖက်ကွယ်ဖက်တို့ပုတ်တီလာနေကြောင်းဒေသခံတွေရဲ့သတင်းပို့ပချက်ရသိရပါတယ်လက်တလုံးမှာတော့အကြံပေးစစ်တပ်က ဒေါနာတန်လန်ဟောင်းအာဆလန်တဲ့အားအပြူဝထိတ်ချုံနိုင်ဘူးစစ်သားတဲ့များပြားတို့ပြူပြီးစစ်စစ်တိုက်ခိုက်နေတယ်လို့ဒေတာချေဆိုင် DKBA BGF PC ညချရဲ့ခေါစီဖွဲ့ဝင်များစေရီတာယူပူစာရဲ့ကိစ္စတွေကိုကြက်ဖစ်စစ်တပ်အတွက်ကူညီပေးနေရတယ်လို့သိရပါတယ်